မမထက်ရဲ့ဂျပန်ခီးစဉ်မှာဖူဂျီတောင်လဲပြီးတော့နောက်ရက်တွေမှာသွားလဲပြစ်ခဲ့တဲ့နေရာတွေကိုခေါ်သွားမယ်မမထက်နဲ့အတူတူလိုက်ကြည့်ပါနော် ပန်ရောက်ပြီးတော့ဒုတိယမြောက်နေ့မှာတိုကျိုဒစ္စနီလန်းကိုသွားလည်ပြစ်ခဲ့ပါတယ်တိုကျိုဒစ္စနီလန်းကအမှန်တကယ်ဆိုလို့ရှိရင်ကလေးတွေအတွက်ပဲသွားလည်တဲ့နေရာတစ်ခုပါဒါပေမဲ့မမထက်ကဂျပန်ရောက်တုံးရောက်ခိုက်အရင်တည်းကသွားလည်ခြင်းခဲ့တဲ့နာမည်ကြီးတဲ့နေရာလေးမှုသွားလည်ပြစ်ခဲ့ပါတယ်ရှင်တိုကျိုဒစ္စနီလန်းဝင်ကြီးကတော့ထိုင်းဘတ်ငွေနဲ့ဆိုလို့ရှိရင် ဗတ်2000ကျော်ပေးရပါတယ်။အထဲမှာကတော့ထင်ထားတဲ့အတိုင်းအရန်လှပြီးတော့ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတွေ၊စီးစရာတွေ၊ကြည်စရာတွေအများကြီးအများကြီးပါပဲ။ကလေးတွေအတွက်အရန်ကိုတန်တဲ့နေရာတစ်ခုဖြစ်တယ်လို့တခါမှမရောက်ဘူးသေးတယ်မမတ်တဲ့အတွက်ကလည်းကလေးဘွားကိုပြန်ရောက်သွားတယ်လို့ချစ်စရာကောင်းတဲ့ကတ်တုန်းလေးတွေကိုကြည့်ပြီးတော့ကလေးတွေနဲ့တူကြော်ခဲ့တာပေါ့နော်။ဒါပေမဲ့တချို့နေရာတွေမှာတခါစီးရဖို့၊စော့ရဖို့၊ကြည်ရဖို့ နာယီနဲ့ချီးပြီးတော့တန်းစီဆောင်ရတာတွေတော့ရှိပါတယ်။အဲ့ဒါတော့မမထက်ကမကြိုက်ဘူး။ကိုရီသွားတဲ့ရက်ကပိတ်ရမလို့အဲ့လိုနေ့တွေကြတော့လူတွေတော်တော်များတာပဲ။ရောက်လက်စနဲ့မထူပါဘူးဆိုပြီးတော့တချို့ကစားစရာတွေကြီးစရာတွေကိုအချိန်ကြာကြီးတန်းစီပြီးတော့ကစားကြည့်ခဲ့ပါတယ်။နောက်ပြီးတော့ Disneyland ကဇက်ကောင်တွေပါဝင်တဲ့ show ပွဲတွေပြတာလည်းရှိတယ်။အခုလိုမျိုးအလှပြရင်နေဇက်ကောင်လေးတွေပါဝင်တဲ့ ွဲလိုက်တွေကကစားကွင်းထဲမှာလှက်ပတ်ကပြပြီးတော့ဖြော်ပြပါသေးတယ်။ Disney ဇက်ကောင်တွေကိုကြိုက်တဲ့သူတွေနဲ့ကလေးတွေအားလုံးရဲ့အပျော်ဆုံးအချိန်ပေါ့။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုကြိုက်တဲ့ဇက်ကောင်ကိုဒီ show ပွဲမှာအပြင်မှာတကယ်အရှင်လက်လက်တက်ရှိထင်ရှားမြင်လိုက်ရလို့ပါပဲ။တကယ်အသက်ဝင်ပြီးတော့အမှုပညာတကယ်ပျောက်မြောက်လွန်းလာပါလေ။ ဒီစနီဇက်ကောင်လေးတွေအပြင်မှာလူတွေကြားထဲကိုတကယ်ကိုရောက်ရှိလာတယ်လို့ခန်းစားခဲ့ရပါတယ်ရှင်ဒီဒီစနီလန်းကအရန်ကိုကျယ်ဝန်းပါတယ်အထဲမှာကစားစရာတွေကြည့်စရာတွေရှိုးပွဲတွေအက်တီဗီတီတွေအများကြီးလုပ်လို့ရတာတွေရှိပါတယ်အဲ့ဒါကြောင့်မို့လို့ဒီစနီလန်းကိုလာမယ်ဆိုလို့ရှိရင်အချိန်တရက်ကုန်ကိုကုန်ပါတယ်ဓာရီအကုန်လုံးကို နေရာနှံ့လဲဖို့မလုံလောက်အောင်ကိုများလွန်ပါတယ် နောက်ဆုံးအပိတ်ရှိုးပွဲအနေနဲ့ညပိုင်းမှာဒီရဲတိုက်ကြီးကနေပြီးတော့မှမီးပန်းဖောက်တာတွေမီးစလိုက်တွေနဲ့အလှဆင်ပြီးတော့ကတ်တွန်းလေးတွေပြတာတွေကလည်း Disneyland ရဲ့ highlight လေးတစ်ခုပါပဲအရာမကြည့်လို့လှပါတယ်မျက်စိပသာဒါလည်းဖြစ်ရသလိုအတွေ့အကြုံတွေလည်းရခဲ့ပါတယ်ဒီရဲတိုက်ကြီးရဲ့အလှပတွေကမီးစလိုက်ထိုးပြီးပြတဲ့ရှိုးပွဲပြီးရင်တော့တော်တော်လေးလည်းမိုးချုပ်သွားပြီမို့လို့ Disneyland ရဲ့ပိတ်တဲ့ချိန်လည်းဖြစ်သွားပါပြီ နောက်ရက်တင်မှာတော့ကာမာဂူရဖျားကိုတွားဖူးခဲ့ပါတယ်။တိုချိုမြို့ကနေပြီးတော့တနာယီလောက်တော့ကားစီးရပါတယ်။ဒီဖျားကကာမာဂူရဆိုတဲ့မြို့မှာတည်ရှိတာပါ။ပင်လယ်ကမ်းဆတ်မြို့လေးလည်းဖြစ်တာမို့လို့ဖျားလည်းဖူးရင်းပင်လယ်ကမ်းကြီးအလှကိုလည်းတစ်ခါတည်းတဝကြီးခံစားခဲ့ပါတယ်။ဒီဖျားကဂျပန်လူမျိုးတွေရဲ့ဈာမာရောဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေရဲ့ဈာမာကောအယံကိုနာမည်ကြီးတဲ့ဖျားတစ်စုဖြစ်ပါတယ်။ကာမာဂူရဖျားကစူတောင်းအယံပြည့်တယ်ဆိုပြီးတော့ယုံကြည်ကြပါတယ်။ ကာမဂူရဘုရားကိုဖူးရပါစေဆိုပြီးတော့ဆုတောင်းခဲ့တယ်ဆိုရင်အပြင်မှာတကယ်ဖူးမြော်ခွင့်ရတယ်ဆိုပြီးတော့မှအားလုံးကလည်းပြောကြပါတယ်မမတ်ထက်ဆိုလို့ရှိရင်လည်းဟိုးအရင်တည်းကဆုတောင်းထားတဲ့အပြင်ကိုဘုရားဆင့်တူတော့လည်းလက်ဆောင်ရဘူးတာမို့လို့အပြင်မှာအခုလိုပဲဖူးမြော်ခွင့်တကယ်ကိုရခဲ့ပါတယ်ကာမဂူရရောက်လို့ရှိရင်ဂျပန်စာစားဖို့မမေ့နဲ့နော်အရန်ရတာရှိတယ်မထက်ဆိုလို့ရှိရင်ဂျပန်စာတော်တော်လေးကြိုက်တဲ့သူမို့လို့ဂျပန်စာတွေထဲမှာမဖြစ်မနေစားတဲ့အထဲမှာ ဒီမချာလဖက်စိမ်းလဲပါတဲ့ချော်ရည်တွေရေခဲမုတ်တွေကိတ်မုတ်တွေစားခဲ့တဲ့တော်တော်လေးကိုစားလို့ကောင်းခဲ့ပါတယ်။ကမာကူရမြို့ရဲ့ပင်လယ်ကမ်းစပ်မှာလေကောင်းလေတတ်နေတဝါကြီးရှူခဲ့တယ်။လမ်းလျှောက်ပန်းဖြေခဲ့တယ်။ဓပုံရိုက်လို့လည်းအရန်လှတယ်။စားလို့ရတဲ့ရင်ညိပင်လေးတွေကလည်းကမ်းစပ်မှာလှိုင်းနဲ့ပါလာတာတွေအများကြီးတွေ့ခဲ့ရတယ်။ ရေကတော့မကူးခဲ့ပါဘူးမမတ်ထက်တို့သွားတဲ့အချိန်ကဂျပန်မှာအရန်ကိုအေးနေတဲ့အချိန်ဆိုတော့ရေစင်းကူးတဲ့သူတရားမှမတွေ့ခဲ့ပါဘူး ောက်ထပ်မမတ်ထက်သွားခဲ့တဲ့နေရာလေးကတော့ဒီကာမကူရာမြို့ထဲမှာပဲရှိတဲ့ဆူတောင်းပြေးတဲ့နတ်ရေကန်တစ်ခုပါပဲ။ဒီနေရာလေးကအိမ်မက်အရာရှာဖွေလို့တွေ့သွားတဲ့နေရာလေးတစ်ခုပေါ့။အခုလိုင်ကောင်းကစက်ကရိယာပစ္စည်းတွေမပါဘဲနဲ့လူတွေကိုယ်တိုင် တူးခဲ့တာပါ။ နတ်ရေကန်ကတော့ဒီလှိုင်ကောင်းထဲမှာရှိနေတာပါဂျပန်နေယုံကြည်တာကဒီနတ်ရေကန်ကရေတွေနဲ့ကိုရီးယားပတ်စံတွေကိုဆေးကြောပြီးတော့ဆေးကြောထားတဲ့ပတ်စံတွေကိုလည်းကုံအောင်အသုံးပြုမယ်ဆိုလို့ရှိရင်ဒီငွေတွေဟာကိုယ့်စီကိုအပေါင်းဖော်တွေနဲ့အမြဲတမ်းပြန်ရောက်လာမယ်လို့ပြောကြပါတယ်။ဥပမာအနေနဲ့ပြောပြရရင်မတ်ထက်ကဘတ်တထောင်တန်ကိုနတ်ရေကန်တဲကရေနဲ့ဆေးလိုက်မယ်။အချောက်ခံပြီးတာနဲ့ဒီငွေကိုကုံအောင်သုံးပေးလိုက်မယ်။ကိုသုံးလိုက်တဲ့ပတ်စံနံပါတ်အတိုင်းပြန်ရောက်လာမယ်။ ါပေမဲ့သူ့ပဲပြန်ရောက်လာတာမဟုတ်ဘူးတခြားသောအပေါင်းဖော်ပတ်စံနေတဲ့သူတို့မရေမတွက်နိုင်လောက်အောင်ပြန်ရောက်လာတယ်ဆိုပြီးတော့သူတို့ယုံကြည်ကြပါတယ်ပြီးတော့ဒီနေရာမှာဆိုလို့ရှိရင်လည်းထိုင်းလူမျိုးတွေအများကြီးပဲလာရောက်စုတောင်းနေတာကိုတွေ့ခဲ့ပါတယ်ခမာကူရာမျိုးကိုရောက်လို့ရှိရင်ခမာကူရာဖျားနဲ့ဒီနတ်ရေကန်ကိုလာလဲဖို့မမင်းနဲ့နော် မမထက်ကိုဒီနီယာလေးကိုခေါ်လာပေးတဲ့မိတ်ဆွေတွေကိုကျေးဇူးအထူးပဲတင်ရှိပါတယ်လို့ဒီနီယာကနေထပ်ဆင့်ပြောပြရစီကဲခုတော့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါမယ်နောက်တည့်ရက်မှာဘာတွေလဲမယ်ဆိုတာကိုထပ်ပြီးတော့တင်ပေးပါဦးမယ်